ကဲအားလုံးပဲမင်္ဂလာပါဗျာ World Cup 9မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ပြောစရာတွေအများကြီးရှိပါခင်ဗျအာဒီဒီတစ်ပတ်ကြည့်ရမယ့်မြန်မာပွဲစဉ်ပေါ့နော်ဒီတွေးလင်းထက်နဲ့အင်းမွေရဲ့ပွဲစဉ်အကြောင်းပါမယ်အဓိကတော့ဒိုရိုနီယောရဲ့ပြိုင်ဘက်အကြောင်းပေါ့နော်ပြိုင်ဘက်အကြောင်းပါမယ်ပြီးတော့မှဂျပန်မှာဒီတစ်ပတ်ဒီတနင်္ဂနွေနေ့အဲနေ့လေပေါ့နော်နေ့လေမှာကျင်းပမယ် ။ခေါင်းပွဲကတော့ Target တို့နဲ့ Rock Town ရဲ့ပွဲပေါ့နော်။ဒီအဲ့ဒီပွဲစဉ်အကြောင်းနဲ့ပါပါမယ်ခင်ဗျာ။ Okay အဲ့ဆိုရင်ပထမအဆုံးကျွန်တော်တို့မြန်မာ Fighter တွေရဲ့အကြောင်းကိုကြည့်လိုက်ကြရအောင်။ဟုတ်ပြီ Day to Back ကဟွာရှိတယ်ခင်ဗျာ။အာတောက်ကြံရပေါ့နော်တောက်ကြံရရှင်ပြန်ရယ်1 Friday fight ဘွဲစင်မှာကျွန်တော်တို့မြန်မာ fighter အဲမွေပါမယ်ပြီးရင် dueling ထပ်ပါဝင်ရှင်ပြန်မှာဖြစ်ပါတယ်အဲ့တော့ သူတို့နှစ်ယောက်ရဲ့ပြိုင်ဘက်အကြောင်းကြည့်မယ်ဆိုရင်အဲမွေရဲ့ပြိုင်ဘက်ကတော့ Israel Fighter ပြီးတော့ဒီ Twilling Tech ရဲ့ပြိုင်ဘက်ကတော့ Time Fighter ဒီ Fighter နှစ်ယောက်ကိုပြန်ကြည့်မယ်ဆိုရင်လဲကျွန်တော်ထူးခြားချက်တွေအများကြီးရှိတယ်တော်တော်ထူးခြားတဲ့ဟာပေါ့နော်အတိကတော့အဲမွေရဲ့ပြိုင်ဘက်ပါအတိ Twilling Tech ရဲ့ပြိုင်ဘက်ဒီ Rocky Rocky ပေါ့နော်တခြားထိုင်းနာမည်တော့ရှိပါသေးတယ်နောက်မှာနေ Rocky ပဲခေါ်ပါမယ်နော်အဲ့တော့ Rocky ကတော့အရင်ကြီးဆွမ်းဆောင်ရဲ့အဲကောင်းတဲ့ထဲမှာတော့မပေါအောင်ကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒီမွေထိုင်းကစားတမားတွေ့လို့ပဲပေါ့ဗျာပုံမှန်အနေထားပေါ့နော်ပုံမှန်အနေထားမှာရှိပါတယ်ကျွန်တော်တို့ပို့ပြီးတော့စိတ်ပူရမယ့်ဟာကအေးမွေရဲ့ပြန်ပတ်ပါအေးမွေရဲ့ပြန်ပတ်နာမည်ကတော့ Israel နာမည်ပေါ့နော် Israel နာမည်ကျွန်တော်တခြားပြန်ကြည့်လိုက်ပါမယ်ပေါ့လေသူ့နာမည်က အဟာဘတ်ဂေါ်ဒွန်လို့ခေါ်ပါလေဟုတ်တယ်အဟာဘတ်ဂေါ်ဒွန်အဟာဘတ်ဂေါ်ဒွန်လို့ခေါ်တဲ့ဒီ Israel fighter အဲ့တော့ပထမအုပ်ဆုံးကသူ့ရဲ့အကြောင်းကိုတော်တော်များများလည်းသိချင်နေကြတယ်ဒီ World Cup နိုင်ကျွန်တော်ဒီ Facebook page မှာတော့သူ့အကြောင်းကိုတိတိကျကျအောင်အဲဒီတင်ဆက်ပြတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့အဲသူ့ရဲ့ကစားဟန်တွေပေါ့နော်ရဲရဲ background လေးကျွန်တော်ပြန်ပြောပါမယ်နော်အဲ့တော့သူ့ရဲ့ဒီ Harvard uh, အဲ Gordon ရဲ့ background ကသူတို့အမေကိုပြောက်၃ယောက်ရှိတယ်။တယောက်ကတော့ MMA ကစားတယ်။နှစ်ယောက်ကတော့အမွေထိုင်းကစားတယ်။အခုဒီအာထိုင်းနိုင်ငံမှာဆိုရင် RWS promotion မှာပေါ့နော်အဲ့မှာကစားတဲ့ fighter ဖြစ်ပါတယ်။နှစ်ယောက်စလုံးကစားနေတာပေါ့နော်။အဲ့တော့အခုအငေဆုံးကောင်ကဒီအိမွေနဲ့ပြန်ရောင်းမြဲတယောက်ပေါ့နော်။အတက်ကလက်ရှိအချိန်မှာသူရဲ့အတက်က16နှစ်ပဲရှိသေးတယ်။ပြီးတော့ရှုံးပွဲမရှိသေးတဲ့ fighter ရှုံးပွဲမရှိသေးတဲ့ fighter ဆိုတာဒီ promotion တွေမှာထိုးတဲ့အဟာပေါ့နော်။ professional match လို့ခေါ်ပါတယ်အဲ့ဒါ professional ပွဲဒီမှာတော့သူအာခဏပွဲနိုင်ထားတယ်ခဏပွဲပဲထိုးတယ်အဲ့မှာအကုန်လုံးနိုင်ထားတာပေါ့နော်အဲ့တော့ knock down ကိုသူ knock out ရရှိတဲ့အဲပွဲစဉ်တော့၅ခုတိရှိတယ်ခင်ဗျအဲ့လောက်တိကျန်တဲ့ fighter ပြောမှဆိုရင် attack session နဲ့ပဲရှိသေးတယ်ဆိုပေမဲ့အတက်ွက်တော်လေးကိုစုံလင်းပြီးဖြစ်တဲ့ fighter ဖြစ်ပါတယ်ပြီးရင်သူရဲ့ background ကလည်း kickboxing ကိုကျန်တဲ့ကျင်ကစားနေတယ်ပြီးတော့မွေထိုင်းလည်း အခုတော်လေးကိုကျွမ်းကျင်နေဖြစ်ပါတယ်အဲ့တော့ဒီမွေထိုင်းနဲ့ခစ်ပေါ်စင်တစ်ခုကိုပေါင်းလိုက်တော့သူ့ရဲ့ဆွမ်းဆောင်ရရတော့လုံးဝအမခန်းကိုဖျက်သွားတာပေါ့နော်အဲ့လိုမျိုးအနေထားလေးဖျက်သွားတာပါအဲ့တော့ဒီမှာပြောချင်တာတစ်ခုကအာ professional ဘွဲပေါ့နော် professional ဘွဲအခဏဘွဲဆိုတာကအဲ့ဒါက promotion တွေမှာထိုးတဲ့ဘွဲသူအရင်ကတည်းကထိုးတက်ခဲ့တဲ့ဘွဲတွေရှိတယ်အဲ့ဒီဘွဲတွေကပါလဲဆိုနိုင်ငံကုံဆောင်ပေါ့နော်ဒီအဲ sea gain လို့မျိုးပေါ့နော် sea gain လို့မျိုး ဟိုအဲနိုင်ငံကုံဆောင်ပြန်ပွဲတွေအများကြီးထိုးခဲ့ပြီးပါတယ်အာကျွန်တော်ပြန်ရှာရရင်တော့ဟောပါဘောနော်ကျွန်တော်နည်းနည်းတော့ပြန်ကြည့်ရမှာဖြစ်မှာလားအဲ့ဒါအတိတ်ကြာတော့ရေးတော့ရေးထားပါတယ်ဒါပေမဲ့သူရဲ့ပွဲစဉ်ပေါင်းက90ကျော်60နီးပါးရှိပါခင်ဗျအဲ့ဒီပွဲမှာသူကအဲ့ဒီထဲကမှာ၄ပွဲပဲရှုံးနေထားတာတကယ်ကိုကောင်းတဲ့ fighter ဗျာအဲ့တော့ အဲ့လိုမျိုးစီကိန်းပွဲတွေမှာလည်းသူရွှေရွှေဒီရွှေတစိစုရှင်ပေါ့နော်ရွှေတစိတွေနဲ့အများကြီးရခဲ့တယ်ပြီးရင် K1 မှာ K1 မှာလည်းဒီ champion လို့ကျွန်တော်သူ့ရဲ့ background ကိုလိုက်ကြည့်ရတော့ပေါ့နော်ဒီ K1 မှာလည်း champion ဆိုပြီးတော့တွေ့ရတာခင်ဗျဟုတ်ပြီအဲ့ဒါတော့သူ့ရဲ့ background အကြောင်းပေါ့နော်အဲ့တော့သူ့ရဲ့ကစားပုံကိုပြန်ကြည့်ကြရအောင်ကျွန်တော်မနေ့ကလည်းနှောက်ပြီးတော့တေတေချာကိုရေးတော့ရေးထားတယ်ဒီ Facebook မှာတချို့ကလည်းမကြိုက်တဲ့လူရှိတယ်ပေါ့နော် ဒါမှတကယ်လည်းသူ့ရဲ့ပုံစံကအဲ့လိုမျိုးကောင်းနေတဲ့ fighter ဖြစ်လို့ပါဒီလက်တီထိုးချက်ကလည်းအရန်ကောင်းတယ်မြန်တယ်ဒီဒီ alarms of ပုံစံမျိုးပေါ့နော် alarms of ကစားတဲ့ kick boxing ကစားတဲ့ပုံစံမျိုးသူကစားနိုင်တယ်ပြီးတော့မှတတောင်ရဲချက်ပတ်တတောင်ရိုက်တဲ့ပုံစံမျိုးကျွန်တော်တို့အလုံးတွေ့မြင်ကြပါပါတကယ်အာလက်ဝဲမှာဆိုရင်လေ အာကျွန်တော်တို့နောက်ဆုံးအခုနောက်ဆုံးပတ်တောင်မှာအရင်နာမည်ကြီးတာတော့ဒေဝပေါ့နော်ဒေဒေဝပုံစံမျိုးအဲ့လိုမျိုးပါတကယ်ကိုကျန်းတဲ့ fighter ပြီးရင် push kick push kick ကလည်းဒီ Jonathan Hackard လိုမျိုးကစားနိုင်တယ်ပြီးတော့မှတတောင်ရဲချက်တော်လေးကိုကောင်းတယ်သူ့ရဲ့တတောင်ရဲချက်ကလုံးဝကိုကျွမ်းကျင်တယ်ဗျာပြောမှဆိုအကုန်ကောင်းတယ်လုံးဝအပြစ်ရှာလို့မရတဲ့အဆင့်တွေဒီ session နဲ့အရွယ် fighter ကြီးကအဲ့လိုတွေကိုကောင်းလာ တွေ့ရမှာကောင်းရလဲဒီ rock town လိုမျိုးပေါ့နော် oh sorry ဒီကိုဆိုးလင်းဦးလိုမျိုးပဲခင်ဗျမာတဲ့ fighter ပြီးတော့တတော်ရဲ့ချက်လည်း rock town လိုမျိုးပဲပုံစံမျိုးစုံနဲ့ရိုက်လိုက်တယ်ပြီးတော့တော်လေးကိုပြင်တယ်အဲ့လိုမျိုးအခြေအနေပါအဲ့တော့အဲ့ဒါဘေးလားဆိုရင်မဟုတ်သေးဘူးဗျသူရဲ့ဒီခြေကန်ချက်ဆိုရင်လည်းဘေးခြေဘေးအမြင့်ကန်ချက်တော်တော်ကောင်းတယ်ညာဘက်ခြေလည်းကောင်းတယ်နှစ်ဖက်လုံးတုံးတယ်အဲ့တော့သူကန်တဲ့ပုံစံကလည်းဒီတော်ဝချိုင်းကန်တဲ့ပုံစံမျိုးဗျတော်လေးကိုကောင်းတဲ့ fighter ပြီးတော့နောက်တစ်ချက်ကတော့ spinning back kick ပေါ့နော် spinning kick တရောဒီ low kick back ကန်တဲ့အပိုင်းကလည်းတော်တော်လေးကောင်းတယ်ဒီဟိုအများပိုင်းတော့တွေးကြမှာပါဒီ flipping fighter တွေတုံးနေကြ fight ဒီအကွာပေါ့နော်နောက်ပြန် kick ချက်တွေပေါ့အဲ့ဒီ kick ချက်တွေနဲ့ပွဲသိမ်းနေပွဲလည်းမနေတော့ဘူးတော်တော်လေးကိုကောင်းတယ်ပြီးတော့ fight IQ ကတော်တော်လေးပြန်ကောင်းနေပါတယ်ဟာတော့အပြစ်ရှာရခက်တဲ့ပုံစံမျိုးအထင်ကို ကျွမ်းကျင်နေတာပါဘတ်စုံပေါင်းစုံပိုင်းပေါင်းစုံကိုသူတုံးနိုင်တယ်သူလေးကိုကျွမ်းကျင်ကျင်တုံးနိုင်တဲ့ fighter ဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီပြောလိုက်ရင်လည်းဒီအဲတချို့ကတော့မကြိုက်ကြဘူးပေါ့နော်အဲ့လိုထိဒီသူ့ကိုဟိုဟွာသူ့ရဲ့ဆွမ်းဆောင်ရဲ့အဲ့လိုထိတင်စားပြီးတော့ပြောဆိုနေဆိုတာတချို့ညီကုန်ပြီးတော့မကြိုက်ကြအောင်ဒါပေမဲ့တကယ်လည်းကောင်းနေတဲ့ fighter ပေါ့နော်ဟုတ်ပြီအဲ့တော့အေးမွေနဲ့ တွေ့ရတော့မယ်အခုလာမယ့်တောက်ကြညမှာပြောမယ်ဆိုရင်ဝမ်ချမ်ပီယံရှစ်ကပထမဆုံးဒီစာချုပ်ချုပ်ဆိုပြီးတော့ခေါ်ထားတဲ့ပွဲစဉ်ဗျာပထမဆုံးထိုးတက်မဲ့ပွဲစဉ်ဗျာဒီ Israel Fighter ရဲ့ပွဲစဉ်ပေါ့နော်အဲ့တော့မွေချမ်း Fighter တွေလည်းပွဲမတွေ့သေးပါဘူးစမ်းတက်တဲ့အနေနဲ့ကျွန်တော်တို့မြန်မာ Fighter တွေကအကောင်းဆုံးထဲကတယောက်ပေါ့နော်အင်းမွေကိုအရင်ပေးတွေ့တာဖြစ်ပါတယ်သူတို့တော့အချင်းနဲ့စောင့်ကြည့်အောင်မဲ့အချင်းနဲ့ပေါ့နော်အဲ့လိုမျိုးပုံမှန်ဖြစ်ပါတယ်အဲ့တော့ ဒီပွဲစဉ်ကိုကျွန်တော်တို့မြန်မာ fighter အမွေရလောကကန်ဆိုင်မဲ့ပေါက်လာပြီဖြစ်ပါတယ်ဘယ်လိုမျိုးကစားရမလဲဆိုတဲ့အချက်အဲ့ဒါကျွန်တော်ထပ်ပြောပါမယ်အဲ့တော့ကိုယ့်ထက်အရာရာပြည့်စုံတဲ့ fighter တယောက်ပါဗျာအဲ့လိုမျိုး fighter တယောက်ကိုဘယ်လိုမျိုးကစားရမလဲဆိုကျွန်တော်လည်းအစဉ်ပြင်သားတော့တော့ရှာကြည့်ပါတယ်နော်ဘယ်လိုမျိုးဒီ view ဟာပိုင်းဘယ်လိုခင်းမလဲဆိုတဲ့အခြေအနေကျွန်တော်ရှာကြည့်တော့တွေ့ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အောက်ခြေကန်ချက်ပါ အောက်ခြေအရင်ပြော့နေလို့ပြောတာမဟုတ်ဘူးเนาะဒီ fighter ဒီ extra fighter တကယ်ကိုမှားတဲ့ fighter ဒါပေမဲ့သူ့ရဲ့တိုက်ကွက်ပုံစံကဒီဘေဘက်ခြေပေါ့နော်လက်တီထိုးမယ်ဆိုရင်လည်းဒီဘေဘက်ခြေကိုအားယူရတယ်ပြီးရင်ကန်မယ်ဆိုရင်လည်းဒီဘေဘက်ခြေပြီးတော့ spinning back kick သုံးမယ်ဆိုရင်လည်းဒီဘေဘက်ခြေကိုသူအားပြုရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဖြစ်စေချင်တာကဘယူဟာပိုင်းပေါ့နော်အင်းဝယ်ကိုဒီဘေဘက်ခြေတော့ကိုရအောင်ပြုအတွင်းပိုင်းရောဒီဘေဘက်ကရောရအောင်ကိုကန်ဆယ်ချင်ပါတယ် ၃ချီလုံးပေါ့နော်ဒီအဲ၃မိနစ်၃ချီဖြစ်မှာဟိုဒီ၃ချီစလုံးကိုကျွန်တော်တို့သူ့ကိုအဲ့ဒီဒီဟာကို30ချင်ပါတယ်ဘေဘက်ခြေတော့ပေါ့ဖြိုးတဲ့စနစ်ပြီးရင်ဒုတိယကတော့ဒီဝမ်ပတ်ပိုင်းကိုဘော်ဒီရှော့များများယူတဲ့ပုံမျိုးဘော်ဒီနိုင်မယ်ဗျာပြောမှဆိုရင်လက်တီနဲ့ရရင်လည်းအဆင်ပြေတယ် push kick နဲ့လည်းအဆင်ပြေတယ်အဲ့တော့ဒီ Israel fighter ရဲ့ body ကိုဝမ်ပတ်ပိုင်းကိုတိုက်ခိုက်တဲ့ပုံစံမျိုးဒီနှစ်ခုတော့တွေ့ပါတယ် ဲ့တော့ဘာကြောင့်ပြောလဲဆိုရင်အရင် fighter တွေရဲ့ထိုးတက်တဲ့ပုံစံဆိုရင်သူ့မျက်နှာမှာကွာတကယ်ကိုကျန်းနေမွေထမ်း fighter တကယ်ကိုကျန်းနေမွေထမ်း fighter တွေကမှသူ့ရဲ့မျက်နှာထိုးတယ်ထိလဲထိတယ်ဒါပေမဲ့လုံးဝမထိအောင်ဟုတ်မာကွန်ကလည်းမာကွန်ကလည်းကျွန်တော်တို့ဆိုးလင်းဦးပုံစံမျိုးမှားနေတာဗျအဲ့လိုမျိုးပုံစံဖြစ်အဲ့တော့မထိအောင်ဗျသူ့ဘက်ကပဲပြန်ပြန်ပြီးတော့လှုပ်သွားတာအမောက်တိတ်သွားတာနော်အဲ့လိုမျိုးကိုတွေ့ရတယ်အဲ့တော့ အဲ body shop ကိုပူစားပေးပြီးတော့ထိုးတက်တဲ့လူတော့ကျွန်တော်음သူ့ပွေးတွေကိုပြန်ကြည့်တာပေါ့နော်မတွေ့ဘူးဗျပြန်ဘက်တည်းအရင်ကြီးအဲ့လိုမျိုးဟိုအဲထိုးတက်တဲ့လူတွေမတွေ့ဘူးအဲ့တော့အဲ့တစ်ချက်ကိုကျွန်တော်ပဋိဌာန်းမိတယ်ပြီးတော့ဒီတခါတလေ body shop ထိသွားမယ်ဆိုရင်လည်းသူ့ရဲ့ပုံစံတော့အနေထားပုံစံတမျိုးတည်းပြောင်းသွားတော့တွေ့တယ်ပေါ့နော်အဲ့တော့အာကျွန်တော်အင်းမွေအဲ့လိုမျိုးခဏပြောတဲ့ပုံစံမျိုး အောက်ခြေခံချက်အတိကတော့ဘယ်ဘက်ခြေတော့ဖြိုမယ်ပြီးရင်ပါလီရှော့အများများနိုင်မယ်ဒီပုံစံကိုကျွန်တော်ကစားစေချင်ပါတယ်ပြီးတော့မှအပေါဝယ်အပြင်းနဲ့ကျွန်တော်တို့မြန်မာဖိုက်တာတွေကအင်းမွေနဲ့အမတော်တော်လေးကောင်းတယ်ပေါ့နော်ဒီအနီးကဝန်စော်တာတော့ပါတော့ပေါ့နော်အဲ့လိုမျိုးကောင်းတယ်ဒါပေမဲ့အရင်ကြီးတော့မသေးချောင်းဘူးဒီဖိုက်တာကအာဘယ်လိုပြောမလဲသူ့ရဲ့ကစားပုံကပြန်မဲ့ကစားသမားရဲ့အခြေအနေကိုတော်တော်လေးကောင်းတတ်တဲ့အခြေအနေမှာရှိတယ်5 IQ လည်းမြင့်တာပေါ့နော်ပြောမယ်ဆိုရင် Israel fighter ဆိုတော့တိတဲ့တိုင်း fight IQ ကတော့လုံးဝမြင့်တယ်။ပြီးရင်သူ့ရဲ့ထိုးတက်ပုံတွေကလည်းတော်တော်လေးစုံနေတယ်။အဲ့တော့ကျွန်တော်ပြောတဲ့အချက်ပေါ့နော်ဒီနှစ်ချက်ကိုပဲကျွန်တော်ကတော့ကစားစေချင်ပါတယ်။အဲတိုက်စစ်ဖွင့်ကစားချင်တယ်ဆိုရင်တော့မှကျွန်တော်ကတော့တတရအချီလောက်မှပဲဒီအဲကစားစေချင်ပါတယ်။အဲမွေကိုလေကြံတဲ့အချိန်မှာတော့ဒီအဲ body shot တွေပြီးတော့မှအောက်ခြေကန်ချက်တွေဒီဘေဘက်ခြေတော်ကိုဖြိုးတဲ့စနစ်ကိုကျွန်တော်က30ချက်ပါတယ်။ အဲ့တော့ကျွန်တော်ဘက်ကပေးနိုင်တယ်ဒီ view ဟာပေါ့နော်ဒီပွဲကိုချင်းကက်ရမယ် view ဟာပါခင်ဗျအဲ့တော့အာညီကိုတော်တော်များများလည်းနေဝမ်းချန်ရှိမှာခုမှထိုးတက်မယ်အသက်18နှစ်ပဲရှိသေးတဲ့ fighter ပေါ့အဲ့လောက်ထိပြောရသလားဆိုပြီးတော့တချို့လည်း Facebook မှာ comment ပြီးတော့အာစေစုံလေးလို့ရှိပြပြောမှဆိုရင်တချို့ကလည်းမကြိုက်ဘူးဗျာအဲ့လောက်ထိပြောရင်တော့မကြိုက်ဘူးဗျာဒါပေမဲ့တကယ်ကိုကောင်းနေတော့ပါမယုံရင်တေချာလေးကိုသူ့ရဲ့ဒီ background သူ့ရဲ့ကစားပုံရောတေချာလေးကို အဲလေ့လာကြည့်လိုက်ကြပါဘောနော်ကျွန်တော်ကတော့တခြားပြိုင်ဘက်တွေနေရောလေးကိုအာလေ့လာပြီးတော့ပြီအဲတော့အရင်ကကောင်းတဲ့ fighter ပြောပြောမှဆိုရင်အဲ့လိုမျိုးချင်းနေပါအဲ့တော့ကျွန်တော်ရေးတော့ဖြစ်ပါတယ်နော်တချို့ကလည်းမကြိုက်ဘူးဒါပေမဲ့ကျွန်တော်ကျွန်တော်ဘက်ကတော့တတိပေးရမယ့်တာဝန်ရှိတယ်ဗျာကျွန်တော်အတိအကတော့ကျွန်တော်တို့ညီလေးအဲအင်းမွေပေါ့နော်အတိအကအင်းမွေကိုတတိပေးရှင်တဲ့အချက်ပေါ့နော်အဲ့တော့ view ဟာဘက်ကိုလည်းကျွန်တော်ကတော့ကစားရမယ့် view ဟာအပိုင်းကိုလည်းကျွန်တော်ကတော့ တတော့ပဲအဲဝဲမြချင်တာဖြစ်ပါတယ်ပြီးတော့ twin link ထက်ရပွဲကတော့အာပုံမှန်အတိုင်းပဲဒီ twin ရပြန်ပဲ twin fighter rocky ပေါ့နော် twin fighter rocky ဒါမဲ့အဲတတိထားမယ်သူလည်းတကယ်ကောင်းတဲ့ fighter ဟာ one chance မှာတပွဲပဲထိုးလိုက်တယ်ဒီတပွဲမှာလည်းအနိုင်တော့ရရှိထားတဲ့ fighter ပါဒါပေမဲ့အာ Muay Thai fighter ဖြစ်တဲ့အတွက် Thai fighter တွေတည်တဲ့အတိုင်းပဲသူတို့နေစနစ်ပိုင်းကိုပို့ပြီးတော့ အဲကျွမ်းကျင်တာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ထင်တာတော့တွင်းလင်းထက်ကတော့အရင်ချင်းစိတ်ပူကြမလိုပါဘူးခင်ဒီအင်းမွေရဲ့ပြင်ပအာတော်တော်လေးကောင်းလာတော့အင်းမွေရဲ့ဘွဲကိုပဲနည်းနည်းကျွန်တော်တို့တတိချာကောင်းချင်းကြရမှာဖြစ်ပါတယ်ခဏလေးပါနော်အဲ့တော့မြန်မာဖိုက်တာနှစ်ယောက်ရဲ့ပွဲစဉ်အကြောင်းပေါ့နော်အခုလာမယ့်တောက်ကြညမှာကြည့်ရှုရမှာဖြစ်ပါမယ်လို့ စိတ်ဝင်စားနိုင်ရေးကိုကျွန်တော်ပြောပြတာပါပြီးတော့နောက်တစ်ချက်ကအာကျွန်တော်တို့အားလုံးစောင့်မျှော်နေတဲ့ပွဲစဉ်ပေါ့ဗျာပြောမှဆိုရင် one championship ဥက္ကဋ္ဌကြီးဂျပန်မှာပတ်စံရှာမယ့်ပွဲစဉ်ကြီးအဲ့ဒါတော့1 172အဲ့ဒီပွဲစဉ်ပေါ့နော်ဒီပွဲစဉ်ကလာမယ့် match လ23ရက်နေ့23ရက်ကျွန်တော်မြန်မာစံတော်ချိန်ဆိုရင်တနင်္ဂနွေနေ့အဲ ်ညနေ2နာရီပေါ့နော်အဲအဲ့လိုကြာမယ်ဟုတ်တယ်2နာရီလောက်မှာစတင်မှာဖြစ်ပါတယ်။ဘာဆိုရင်ဂျပန်မှာ6နာရီလောက်စတင်ပါလေ6နာရီလောက်စတင်မှာဆိုတော့โอเคตนายขวยบ่เนี่ยอ่าตนายขวยမြန်မာမှာဆိုရင်ตนายขวยတော့มาစတင်มาဖြစ်ပါတယ်တင်းငွေတွေနေပါเนาะခါတိုင်းအဲ့လိုမျိုးပွဲစဉ်ကျွန်တော်တို့မကြည့်ဖြစ်ဖို့ဗျဒီ UF season လည်းတင်းငွေတွေနေမနက်ပိုင်းနေမှာပဲကြည့်ဖြစ်တယ်ပြီးရင် one championship ဆိုရင်စနေနေ့မနက်ပိုင်းနေမှာပဲကျွန်တော်တို့ကြည့်ဖြစ်တာဗောနော် ဒါပေမဲ့အခုဒီပွဲကတော့ဂျပန်မှာကျင်းပတဲ့ပွဲဖြစ်တဲ့အတွက်အာတနင်္ဂနွေနေ့မှာကြည့်ရမှာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒီပွဲကိုကြည့်မယ်ဆိုရင်အာခေါင်းပွဲကတော့ဒီတာခဲရူနဲ့အာရော့ထောင်းရပွဲပေါ့နော်အဲ့ဒါခေါင်းပွဲပြီးတော့မှတခြားဖိုင်တာတွေအဓိကတော့ဂျပန်မှာကျင်းပတယ်ဂျပန်မှာဈေးကွက်ဖောက်တဲ့ပုံစံမျိုးဖြစ်နေတယ်။ ဂျပန်ဖိုက်တာအကောင်လုံးဆိုရင်12ယောက်ထိပါဝင်တာဖြစ်ပါတယ်။ပြိုင်ပွဲတစ်ခုမှာဗျာတနင်္ဂနွေထဲကဖိုက်တာပြီနော်နိုင်ငံချင်းတူတဲ့ဖိုက်တာတွေအဲ့လောက်ထိပါမယ်ဆိုတော့လုံးဝတခြားပြိုင်ပွဲမှာလည်းပြိုင်ပွဲမှာလည်းကျွန်တော်မတွေ့ဘူးပါဘူးနော်။အော်ဒီမွေထိုင်းပွဲတော့ရှိတော့ဗျာထိုင်းပွဲပေါ့။ဟုတ်ပြီ။အဲ့တော့ထိုင်းဖိုက်တာတွေကိုပြန်ကြည့်မယ်ဆိုရင်ထိုင်းဖိုက်တာကတွင်နဲ့တောင်းလာ 9ယောက်ထိပါဝင်တယ် Time Fighter 9ယောက်ပြီးရင် Japan Fighter 12ယောက်ထိပါဝင်တယ် Thai နဲ့ Japan ချစ်ကြည်ရဲ့ပွဲကြီးလားတော့မသိဘူးနော်အဲ့လောက်ထိပါဝင်တယ်နော်ဟုတ်တယ်အဲ့တော့ဒီပွဲကအဓိကပွဲစဉ်ကတော့ Japan နေစိတ်ဝင်စားတဲ့ပွဲကတော့ဒီ Rock Town နဲ့ Takeru ရဲ့ပွဲအာအဲ့ဒါပေါ့နော်အဲ့ဒါတော့အဓိက main ပွဲစဉ်ပေါ့တို့တို့လည်း အဲဒီပွဲကိုပြပြီးတော့ပတ်စံရှာတာဖြစ်ပါတယ်အဲဒါမဲ့ကျွန်တော်တို့အရင်ဟိုအရင်မဟုတ်ဘူးဗျာဗျာဒီပွဲကတော့ဒီမွေထိုင်ပွဲလည်းမဟုတ်ဘူးဗျာခင်ပေါ့စင်ပွဲဂျပန်ဘက်ကအလေးပေးပြီးတာခဲလိုဘက်ကပုံစံပေါ့နော်တို့ဘက်ကပို့ပြီးတော့အလေးပေးထားတဲ့ပွဲစဉ်မျိုးဖြစ်ပါတယ်အဲ့တော့ဒီပွဲက9ချီချီကစားရမှာဖြစ်ပါတယ်ချန်ပီယံလူပွဲမဟုတ်ဘူးဒါပေမဲ့9ချီချီခင်ပေါ့စင်ရူးနဲ့ချန်ပီယံရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီပွဲမှာ အာခစ်ပေါ့ချင်ကိုပိုကျွမ်းကျင်တဲ့ကျွန်တော်တို့ထခဲလူဘက်ကပဲကျွန်တော်မှန်းထားပါတယ်။ငားချီထီတော့ပွဲဖြတ်နိုင်ဖို့တော့မလွယ်တော့ဘူးဗျ။တာခဲလူကလက်တီထိုးချက်အဲ့လောက်မပြင်းဘူးဆိုပေမဲ့အရင်မြင်ပါတယ်သူက။ round ထန်းကိုအကြိမ်ကြိမ်မျက်နှာပိုင်းပေါ့နော်။ဒီကမျက်နှာပိုင်းကိုအကြိမ်ကြိမ်တိုက်ခိုက်နိုင်ပါတယ်။ပြီးတော့ round ထန်းလည်းမာကုံမြင့်နေဆိုတော့ငားချီထီရောက်သွားနိုင်ပါတယ်။နောက်ဆုံးမှာတော့တာခဲလူပဲအမှတ်နဲ့နိုင်မယ်လို့ကျွန်တော်ကတော့ခံမှန်းပေးချင်ပါတယ်။ ဟုတ်ပြီအဲ့ဒါတော့ခေါင်ပွဲပေါ့နော်အကျွန်တော်ပြောချင်တာကဒီနေ့ပြောချင်တာကကျွန်တော်တို့မြန်မာပြည်သက်တူရောတခြားနိုင်ငံပြည်သက်တူရောအကုန်လုံးစိတ်ကုန်စားနေပွဲစဉ်ပေါ့နော်အဲ့ဒါတော့ပါလဲဆိုရင်ဘန်ထန်ဝိတ်တန်ရဲ့မွေထိုင်းချန်ပီယံပွဲနာဘီနဲ့စူပါလက်ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲကတော့အားလုံးလည်းစိတ်ဝင်စားကြမှာတော့ထင်ပါတယ်ဒီပွဲကိုစောင့်မျှော်နေတဲ့မြန်မာပြည်သက်တူလည်းအများကြီးပဲအဲ့တော့ အဲတချို့ကလည်းနာပြီးအရန်ကြီးတိုးတက်လာတယ်ပေါ့ဗျာလက်ရှိဂျာဖက်ချန်ပီယံနာပြီးအရန်သူ့ရဲ့ကစားပုံရန်တိုးတက်လာတယ်အရန်လည်းကြိုးစားတယ်အဲ့ဒါကြောင့်ဒီပွဲကိုအနိုင်ပြမယ်ဆိုပြီးတော့ခံမင်းနေကြတာတွေ့ရတယ်ဒါတချို့ကလည်းဒီစူပါလက်ကပဲပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီပွဲကိုခံမင်းရမယ်ဆိုရင်စူပါလက်ဘက်ကရှိနေမှာပါနိုင်မင်းအလွယ်တော့အဲ့လောက်ထိတော့မလွယ်ဘူးဗျပထမအတွေ့အုံပွဲလောက်တော့အလွယ်မယ်လို့တော့မထင်တော့ဘူးမဟုတ်ဆိုရင်နာပြီးကခုနပြောသလိုပဲအရန်တိုးတက်လာတယ် အဲဒီပွဲကအချိန်အနည်းရှင်ပြန်ရမယ့်ပွဲဖြစ်ပါလိမ့်မယ်ဒါပေမဲ့ငါးချီချီတွားမှာဖြစ်တဲ့အတွက်အယက်ကလန်ကလာနဲ့ဘောနောအယက်ရှည်တဲ့ဒီနာဘီကငါးချီချီတော့တောင့်ခံနိုင်မှာတော့ကျွန်တော်မထင်ပါဘူးခင်ဗျအဲ့တော့အာကျွန်တော်ရခံမှန်းချက်ပေါ့နော်အတိအကျဆုံးခံမှန်းပေးရမယ်ဆိုရင်တော့၄ချီမြောက်ပါ၃ချီ၄ချီမြောက်ပါစူပါလက်ရဲ့ဒီပါနေရှော့ထိုးချက်တွေနဲ့နာဘီတက်လုံးကြပြီးတော့အာရှုံးပေးရ သွားလောက်တယ်လို့ကျွန်တော်တော့ခံမှန်းပေးချင်ပါတယ်အဲ့ဒါတော့ဒီ1 172ရဲ့ပွဲစဉ်အကြောင်းပေါ့နော်ဂျန်ရဲ့ပွဲစဉ်တွေလည်းအများကြီးပါပဲကောင်းတဲ့ပွဲစဉ်တွေအများကြီးရှိသေးတယ်အဲ့ဒါတော့ဒီအခုဒီမှာခြားပြထားမှာနော်တချို့ညီကိုတွေလည်းအဲ့ဒါပို့ပြီးတော့တင်းနေအတိအကျသိချင်တယ်ဆိုတော့ကျွန်တော်တို့ World Cup နဲ့ Facebook ကိုကြွားခဲ့ကြပါအဲ့မှာကျွန်တော်ပုံမှန်တင်ဆက်ပေးနေတာရှိပါတယ် ဟုတ်ပြီအဲဆိုရင်တော့ဒီနေ့အဲ့လောက်ပါပဲဗျာအဲ့တော့တခြားအကြောင်းအရာတွေတိချင်တဲ့အရင်ကိုယ်တွေလည်းအောက်မှာ comment ပေးခဲ့ကြပါနော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်